ကျော်ဒီနေ့ပြပြပြခုံရင်းရောလူကြီးရောလူငယ်ရောအခုထိလက်ဆက်သုံးနေတဲ့ brand လေးတခုအဲသုံးရတဲ့ပိုင်းမှာဆိုလို့ရှိရင်လည်းဒါလောကရိုးရှင်းရှင်း feature လေးကိုမှပုံပုံပွားလေးနဲ့မဟုတ်သုံးရတဲ့ပိုင်းလည်းအခက်တွေ့နေမှာလောကမဟုတ်ဘူးဒေနောအဖြစ်နဲ့တင်တဲ့ အဲ့တော့မှအမခံမှုအပြည့်အဝကောင်းတဲ့ Samsung Ezio C 5G လေးကြောင့်တော့ဒီနေ့တို့တို့ရှင်ပြောပြပေးသွားမယ်ဆိုတော့စလိုက်ရအောင်အရင်ဆုံး Samsung Ezio C 5G လေးမှာဆိုလို့ရှိရင် Poco Value ကိုမှလောက screen size ကြီးလေးနဲ့တောင်းရတယ်အဲ့တော့လူကြီးပိုင်းတွေတောင်းမှာဆိုလို့ရှိရင်လည်းဒါလောက screen size ကြီးလေးနဲ့ဒါရုပ်ရှင်ကားတွေပဲကြည့်မလားဒါကဒါ game တိတိလေးပဲစော်မလားစော်ဝါလို့ရတယ်ပြီးတော့ battery life မှာဆိုလို့ရှိရင်လည်း battery 9000အောင်မှ25000နဲ့မို့ daily use မှာတောင်းရတဲ့ပိုင်းတွေမှာဆိုလို့ရှိရင်လည်းအမခံပါလေအဝင်ငင်းဒီပိုင်းရဆာစိတ်ပူနေကြမလို့ပြီးတော့ဒီတစ်ခုမှ wire ချက်ကဘာတစ်ခုမှမဟုတ်ဆိုတော့ Huawei Y7 နဲ့လာတာဖြစ်တဲ့အတွက်ဒီ feature လေးတွေတောင်းရတဲ့ expansion လေးညလုံးဝဒါ up to date model ဖြစ်ဖြစ်ပြီးတော့ဒါလုံးဝ latest expansion လေးညနဲ့သုံးရတယ်အဲ့တော့သုံးရတဲ့ expansion လေးမှာရိုးရှင်းလေးညနဲ့ဖြစ်တယ် IP54 ပါလာဖြစ်တွေ့တယ်ပုံမှန်ရေးဆိုးရေးစင်တယ်လောကကောင်းကောင်းလေးခံနိုင်တယ်သူရဲ့ performance ပိုင်းမှာဆိုလို့ရှိရင်လည်း diamond suit 6000တောင်းလာတာဖြစ်တွေ့တယ်ပုံမှန် daily users တွေမဟုတ်ပဲね game တွေပိုင်းထည့်ဆောင်နေတယ်ဆိုရင်ဒီကိုအတွက်ကလည်း AC ပဲအပြီးတော့ဒီတစ်ခုကျွန်တော်ကြိုက်တဲ့ဟာတစ်ခုကဒါ Samsung ဆိုလို့ရှိရင်ဒါလူကြီးတော်များကဒါရေရှည်ထိဒါဆွဲပြီးသုံးတဲ့သူတွေရှိတယ်အနည်းဆုံး၄၅နဲ့၆နဲ့လောက်တွေသုံးကြတယ်ဆိုတော့အဲ့ကောင်ကဘာတစ်ခုမှမဟုတ်ဘူးဆိုတော့ Samsung Asus 5G မှာ software update ကို6နှစ်တောင်ပေးတာဆိုတော့ဒါရေရှည်သုံးတတ်သူဆိုရှင်လုံးဝကြီးကြိုက်တယ်ပြောလို့ရတယ်ဆိုတော့ဘာလို့သိလဲဆိုတော့ကျွန်တော်ပြပြပြီးွား Samsung Exynos 5G လေးကဒါကိုယ့်ရဲ့ဖိုးဘွားဖိမျိုးပဲလက်ဆောင်လေးနဲ့ပေးမလားဒါပေမဲ့ကိုယ်ကလုပ်ငန်းပိုင်းလေးပဲသုံးမလားကြိုက်တဲ့ဘက်မှာသုံးအောင်လုပ်ရတယ်ရေရှည်သုံးမယ်ဆိုလို့ရှင်လည်းအဆင်ပြေသေးတယ်လုပ်ငန်းပိုင်းသုံးရတဲ့ဘက်မှာဆိုလို့ရှင်လည်းလုံးဝဒါ recording ညီမရနေရပါဆက်ဆောင်စိတ်ပူနေကြမလို့ဘူးဆိုတော့မိတ်ဆွေတို့ဒီ Samsung Exynos 5G လေးကိုမှာဝင်နေဆိုလို့ရှင်ကျွန်တော်ရွန်ဝိုင်းဆုချောက်တာပြင်မှာဒါရောက်ဝယ်ပေးရတော့ကျွန်တော် online ကနေလည်းမှာဝယ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးများ යි တင်ပါတယ်ကျွန်တော်မြန်မြန်ဖုန်းပါ